မင်္ဂလာပါလုံခရဲ့ညတန်ပေါင်းများစွာကတဒဝါကြီးရဲ့အကျဉ်းချံတွေကိုတော့အခုမြောက်မောက်ကာလတည်းသူဖို့သူရှိနေစေဖြစ်ပြီးသူတွေတီတွေကလီလာဖို့ထုတ်နေကြစေဖြစ်ပါတယ်ကဘာကြီးပေါ်မှာတော့ရှောက်ဖွေမသိရှိသေးတဲ့ယတနာတိုက်တွေအရင်ကကြောင်မဲ့ဘွယ်ကောင်းတဲ့တဒဝါကြီးတွေတဘာဝလွန်ပြည့်ရဲ့ဆန်းတွေနဲ့ပြည့်နေတဲ့အနေအရအများကြီးရှိပါတယ်ဒီနေ့မှာတော့လုံခရဲ့ညများစွာကတဒဝါကြီးတွေရဲ့အယိုးတွေကိုသူဖို့ရရှိခဲ့တဲ့စေဝန်စားဝယ်ရာကြောင့်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် ကဲစိတ်ဝင်စားနေကြပြီလားဗျော်လေးကိုအဆုံးထိအားပေးကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်။လူငယ်နှစ်တန်ပေါင်းများစွာကတတဝါကြီးတွေကဘလို့ပုံစံနဲ့ရှင်တန်နေထိုင်ခဲ့ကြလဲဆိုတာကိုတော့အခုခေတ်လူတွေကစိတ်ဝင်စားနေကြစေပါ။အခုစရဲ့တစ်ချိန်ကယောက်ျင်းတွေကိုရှောက်ပေးတူရှင်းနေကြစေရှိပါတယ်။အတူတကျညိုစိတ်တွေကိုလည်းရှောက်ပေးကသူတည်တနာပြုလုပ်နေကြပါတယ်။ကြီးမားတဲ့အယူတွေသူ့ပေါ်တွေ့ရှင်မှုကလည်းစိတ်ဝင်စားစရာပါပဲ။ထွန်းနေစရူယာ ဒိုင်နိုဆောတွေကအရင်မြင်ကြီးနဲ့ကြီးထွားသမားကြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း65တန်းကနေ90အထိနေထိုင်ကျစားခဲ့ကြပါတယ်။ Oriental Pottery ကိုတော့တင်းငယ်တဲ့ဒိုင်နိုဆောဖြစ်သမားကြပါတယ်။အရွယ်စားတော့တစ်တတမ9မီတာခန့်သာရှိပြီးအဲတတဝါတွေကတော့အပင်တွေကိုသာစားသုံးကြပါတယ်။သူတို့အပြင်လှူရှားတာကတော့ကျောင်းနှစ်ချောင်းဖြစ်ပြီးကျောင်းနှစ်ချောင်းကိုပဲအသုံးပြုကားသွားလာကြပါတယ်။အဲချိန်တုန်းကဆိုရင် အတလန်တစ်ကတိုက်မှနေထိုင်ခဲ့ကြပါတယ်၂၀၁၈နောက်ပိုင်းမှာတော့သူတီတီတွေကတင်နီဆိုရာရဲ့ရိုးကျင်းတွေကိုအတန်တတစ်ကတိုက်စန္ဒာမာတာခေါမရှောက်ဖေးတွေ့ရှိခဲ့ကြပါတယ်သူတို့ရဲ့ထူးခြားချက်ကတော့ချွန်ချက်နေတဲ့ပခုံးယိုကတခြားတတဝါတွေထက်ပိုရှိပါတယ်ပခုံးယိုပိုရှိတဲ့အဆိုပါတတဝါရဲ့နာမည်ကိုတော့တင်နီဆိုရာလို့၂၀၂၃ကပေးခဲ့ပြီးဒါရောရူဒိုဖလိုကိုရီးယားမှာရှောက်ဖေးတွေ့ရှိခဲ့သူ ဘုမေဘေဒပညာရှင်တန်နီဒတ်စီယာကိုဂုံပြုခဲ့တာပါ အဆိုပါဂျူနီယာဆိုရာတွေကခနာကိုပေါ့ပါပြီးမကြခနာဆိုလို အစာရှောက်ဖေးလေးရှိပါတယ်အဲဒီကောင်တွေကဒိုင်နိုဆော့တွေနဲ့ရန်ကနေအမြဲလွတ်မြောက်ကြပါတယ်အကြောင်းတော့ဂျူနီယာဆိုရာကအရန်ကိုမြန်လို့ပဲဖြစ်ပါတယ်သူတွေလှူရှောင်မှုကအရန်ကိုလင်းမြောက်ပါတယ်သူတို့ကိုဖမ်းမိနိုင်ဖို့ဆိုတာကမရေကူပါဘူးတတဝါကြီးတွေတောင်သူတို့ကိုဖမ်းမိမိပါဘူးဂျူနီယာဆိုရာတွေကတင်းငယ်ပေမဲ့ခွာကြည့်ပါတယ် ဒန်နူဆာရက်စ်ဝင်ရောစင်ကိုဝင်ကြီးတွေကိုတော့အာတိတ်ရဲ့ဘယံလို့တော့သတ်မှတ်ကြပါရစ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒန်နူဆာရက်စ်တဲ့နိုင်ရှင်လိုက်ရင်တော့အရန်ကိုတင်းငယ်ပါသေးတယ်။ဒန်နူဆာရက်စ်ဝင်ရောစင်ဝင်ကြီးတွေကိုတော့အာတိတ်ရဲ့ဘယံလို့တော့သတ်မှတ်ကြပါရစ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒန်နူဆာရက်စ်နဲ့နိုင်ရှင်လိုက်ရင်တော့အရန်ကိုတင်းငယ်ပါသေးတယ်။ဒန်နူဆာရက်စ်တွေဟာ ကျမရဲ့ကြောက်တွေရှိပေမဲ့သူတို့ရဲ့လက်တွေကတော့အရင်ကိုတင်နေပါဗျ။ Nanosaurus တွေမှာကြီးမရဲ့အမည်ပါရှိပြီးသူတို့ရဲ့ကြီးမရဲ့ဥကောင်းနဲ့ဆိုခနာကိုတစ်ခုလုံးကဟန်ချက်ညီစေပါဗျ။သူတို့ရဲ့တရှိမှုကတော့ကြာမြင့်ခဲ့ပါဗျ။အရင်ကိုကြီးမတို့ခွန်အားကြီးပြီးတမလာပါဗျ။2006ခုနှစ်မှာတော့ Nanosaurus တွေရဲ့ကြောက်ပြွေကျင်းတွေကို အလားစကားတွင်ရှောက်ပြေးတွေ့ရှိခဲ့ကြပါဗျ။ အလိုရှောက်ပေးတွေ့ရှိမှုမှာတော့ဥကောင်းခေါ်အောင်မေယိုနဲ့တခြားခဏကို စိတ်ပိုင်းတွေပါဝင်ပါတယ်။ရုပ်ကျွန်းတွေကိုစစ်ဆေးကြည့်အောင်မှာတော့နှစ်တန်းချီအောင်ကြာမြင့်နေပြီဖြစ်ပြီး Nanosaurus တွေရဲ့ခဏကိုအရှိက9မီတာ6မီတာခန့်အထိရှိပြီးအလေးချိန်ရတော့900ကီလိုဂရမ်ကနေ900ကီလိုဂရမ်ခန့်အထိရှိပါတယ်။သွားတော့နမဲဆိုးနဲ့ကြောကြတဲ့တာကောင်ပါ။အရင်လဲခွာကြည့်သလိုစံကြုတ်တဲ့တတ္တဝါတွေဖြစ်ကြပါရဲ့။ သူမွေကြံ့ကြံ့တွေကတော့အာလုံတိကြရတဲ့အတိုင်းအရေးထူပြီးအမွေးမရှိတဲ့သတ္တဝါပါ၂020ခုနှစ်မှာတော့သိပ္ပံပညာရှင်တွေက ကြံကလေးရဲ့ယုတ်ကျင်းကိုအတိတ်ရွခွရှာမှရှောက်ဖေးတွေ့ရှိခဲ့ပါတယ်။ဒါတော့အဲ့နဲ့တူပေမဲ့အမွေးထူတဲ့သတ္တဝါပါ။သူ့ကိုရောဝီလီရိုင်နိုလို့ခေါ်ပါတယ်။သူ့ရောဝီလီရိုင်နိုလို့ခေါ်ပါတယ်။ကိုခန္ဓာရှိရာတော့နှစ်တရမ3တင့်မီတာရှိပြီးတင့်တရမ3.9မီတာမြင်ပါတယ်။သူမလေးကြံ့လို့ဥချိုးပါရှိပြီး မတူညီတာကတော့နေညိုရောင်အမွေတွေကခနာကိုတစ်ခုလုံးကိုဖုံးထားပါရယ်အပူချိန်ကြောင့်အမွေတူတဲ့တရိစ္ဆာန်အဖြစ်ပြောင်းလဲစေခဲ့ပါရယ်ခွဲခြားစစ်ဆေးဖို့တချို့ရာတွေကြောင့်အထီလာအမလာဆိုတာကိုမသိရှိနိုင်ခဲ့ပါဘူးတုံမွေကျက်ရတော့ချစ်စရာကောင်းပါရယ်အရေးစားချိန်မှာပဲချစ်စရာကောင်းတဲ့တတဝါတွေဖြစ်ကြပါရယ် Alas Mazores အလေးချိန်တကြံကနေနှစ်ကြံလောက်ရှိတဲ့ငမန်းကိုတော့ပလေတဲကိုဘသူမှမတွားရလောက်အောင်ကိုကြောက်ကြပါရယ်ဒါပေမဲ့တချိန်က Alamazores နဲ့တောင်ဆိုရင်တိချောက်ပေါက်ကိုကန်းချင်တော့ရှောင်းဝင်ကြမှာမဟုတ်ပါဘူး။ Alamazores တွေကအရင်ကအကြီးမားကြပါတယ်။ Alamazores တွေရဲ့အလေးချိန်ကတော့တထောင်တထောင်ကနေတထောင်4800ကီလိုဂရမ်ဝန်းကျင်ရှိတာကြောင့်အဆိုပါ Alamazores တွေကမယုံကြည်နိုင်စရာပါပဲ။ခေါင်းကနေအမြင့်ထိပ်ကိုစနစ်မီတာနီးပါးရှိပြီးရေအောက်မှာတော့အရင်ကအကြောက်စရာကောင်းတဲ့တတဝါဖြစ်ခဲ့ပါတယ်။ သူရဲ့ခနာကိုကတော့ဖြန်တကောင်နဲ့အစင်တူပြီးလေပင်ကတော့တိကလောက်အုံနဲ့တူပါတယ်။ဦးကောင်ကတော့မွေးနဲ့တူပြီးပြောရရင်တော့ဟိုမြောက်တီမြောက်တတဝါပါ။ Alex Bozure တွေမှာကြီးမာတဲ့စူးတောင်လေးကိုရှိပြီးအဲဒီစူးတောင်တွေကရေထဲမှာလျှင်မြစွာသွာလာနိုင်အောင်အထောက်အကူပြုပြီးခနာကိုကြီးမားပေမဲ့ရေထဲမှာလျှင်မြစွာပဲသွာလာနိုင်ပါတယ်။သူရဲ့စူးတောင်တွေကပဲခနာကိုကိုဟန်ချက်ညီအောင်ချိန်ညှိပေးပါတယ်။ အလတ်မဆူရက်စ်တွင်နဲ့ပတ်သက်ပြီးတော့သူတို့ကဘယ်နေရာမှာစက်စားနေထိုင်ခဲ့ကြလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါပေမဲ့သူတီတီတွေကတော့2012ခုနှစ်မှာအလတ်မဆူရက်စ်ရိုးချင်းကို NLD ကကျွမ်းဆက်အနေရှိစီပေါ်ကျွမ်းတွင်ရှောက်ပေတွေ့ရှိခဲ့ပါတယ်။အဆိုပါနေရာမှာရှောက်ပေတွေ့ရှိခဲ့တယ်။အလတ်မဆူရက်စ်ရိုးချင်းကတော့ရှောက်ပေတွေ့ရှိခဲ့ရသမျှချင်းမှာအပြည့်စုံဆုံးဖြစ်ပြီးခနာကိုအစိတ်ပိုင်းတွေအားလုံးကိုတေချာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အလာစမိုဆိုရက်တွေကတွေးကြည့်ုံနဲ့တင်းကြောက်စရာကောင်းပါတယ်။ခေါင်းပိုင်းကခြွန်ထက်နေတဲ့သွားတွေကလည်းအသေးရစရာပါ။သူတီတီတွေကတော့အရင်ကကြီးမာပြီးထူချတဲ့ခနာကိုပုံစံရှိတဲ့အလမိုဇရက်တွေကိုတေချာလီလာနေကြကသူတီတနာပြောလို့နေကြရှိပါတယ်။အလမိုဇရက်တွေက အခုချိန်ထိရှိနေကြမယ်ဆိုရင် မတွေ့ရစရာပါပဲ။အလမိုဇရက်တွေရဲ့ထူချတဲ့ခနာကိုပုံစံက လူများကိုစိတ်ဝင်စားစေပါတယ်။ အခုဆိုင်တဲ့ချိန်ကတတဝကြီးတွေရဲ့ကြောက်ဖြစ်ရွကျွန်းတွေကိုသူ့ဖို့ရှောက်ဖွေနေကြစေဖြစ်ပြီးသူ့တည်တည်ရဲ့တက်လေအခုလိုရှောက်ဖွေတွေ့ရှိမှုကနေတပိုင်းချောင်းဆိုင်ရာတက်လေအကျိုးရှိစေပါရစေ။ Let's resources တမိုင်းမတိုင်မီတတဝကြီးတွေကကြီးမားတဲ့တတဝတွေပဲတော့မဟုတ်ပါဘူး။တင်းငယ်တဲ့တတဝတွေလည်းရှိပါရစေ။ Let's resources တွေကလွန်ခဲ့တဲ့နှစ်တန်ပေါင်း290ခန့်စက်စားနေထိုင်ခဲ့ကြပါရစေ။ အိုင်လစ်ရီစတိုရက်တွေကတော့အရွယ်စားတင်းငယ်ပေမဲ့အရင်ကိုတက်မှကြပါတယ်။သူတို့ကဆူလိုက်အပြုံလိုက်မျိုးသုံးချင်းကနေအော်တက်ပွဲလွတ်မြောက်ခဲ့ကြပါတယ်။လစ်ရီစတိုရက်တွေကတော့ခွေးတကောင်ရဲ့အရွယ်စားတော့ဒါရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့ခနာကိုအရှိကနှစ်တတမ9မီတာအထိကိုရှိပြီးသူတို့ရဲ့တွင်ပြင်းကတော့အနည်းငယ်ထူးဆန်းပါတယ်။မာကျိုးရဲ့ဥကောင်ပိုင်းချွန်ထက်တဲ့လက်သေးတွေကကြောက်စရာကောင်းပါတယ်။ Listeriosaurus တွေရဲ့တမာပြီးချွန်ထက်တဲ့လက်သေးတွေက ကျွန်းနေတူရမှာရန်ကုန်အကျုံးဝင်ပြီးအဆိုပါ History Storage တွေရဲ့ရုပ်ကျင်းတွေကိုတော့1969ခုနှစ်မှာ Transantarctic တောင်များတွင်တူဖို့ရရှိခဲ့ပါတယ်။ဒါပြန် History Storage တွေရဲ့ရုပ်ကျင်းတွေကိုအာဖရိကနဲ့အိန္ဒိယတို့မှလည်းတွေ့ရှိရပါတယ်။ဒီတတဝါတွေကတော့ခေါ်အောင်ကြည့်ပြီးစံကျုပ်တဲ့တတဝါတွေပါ။အချင်းညာအလုံးနဲ့လည်းလိုက်ရောညွှန်ကြည့်အောင်နေတတ်ပါတယ်။တွင်တူပြီးလိုက်ကောင်းတွေတက်မှလည်းနေထိုင်နေရှိပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်မစားဝေရကြတဲ့ကိုပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ page လေးကို like follow ထားပေးကြပါဦးနော်အဆုံးထိအားဖြင့်ကြည့်ရှုမှုတွေနဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လေးစိတ်ဝင်စားဝေရကြတဲ့နေ့တွေပြန်လာခဲ့ပါမယ်